အရသာအနံ့အာယုံတို့ဆုတ်ခွာသွားသောအခါကျောင်းကော်စောကိုဘသူဆွဲထုတ်တာလဲငါရင်ထဲမှာရှိနေစေနာကျင်မှုကိုဆွဲထုတ်ပေးဖို့ဘသူညင်းတာလဲဒီကပ်ဘေးမရောက်ခင်ထိငါနေရာစုံကိုရောက်ဖူးတယ်မြို့တွေရှုခင်းတွေအဝေးကတငယ်ချင်းတွေစီအခုခင်မှာသွားရလာရတာလွယ်တာကဘယ်ခင်မှာမှမရှိခဲ့ပါဘူးငါခင်မင်ရသူတချို့နဲ့အတူ ီနေရာထဲမှာအမြဲမပြောတဲ့အကြောင်းတစ်ခုနနခင်အိမ်မက်တစ်ခုလိုဇလန်တစ်ပုဒ်ကို ကြည့်ဖို့လာကြတာကျုံကြီးနှပေးမှာဂေါ်ဝင်စိမ့်မှာမန်းတောင်ပေါ်မှာဇက်ကောင်တွေကမင်းရော့ခံလိုက်ကြရပြီးတနေရာချင်းစီမှာမျောလင်းချင်းမဲ့လူလာနေကြပြီအန်ဆွဲတွေလည်းဗလာချင်းပြီနောက်ဆုံးမှကွာလို့နှုတ်ဆက်လက်ပြဖို့အချိန်ရောက်ပြီ။ ။ငါကုံကမရှိသူတဦးဖြစ်မြင်လိုက်ပြီ။ကျောင်းဆက်ကအစားမသားတစ်ခေါက်အတွက်ငါဆက်သွားမယ်။အဲ့ဓာတွေကဖြတ်တန်းနေတဲ့ခန်းစားချက်တွေကြီးပါပဲ။အသည့်ဆန်းတွေလည်းအများကြီးရှိနေသေးပဲ။မမီးဆန်းရသေးတဲ့မုခုံစဝိုင်းကိုရောက်ဖို့ကြော့တက်သူတွေ၊ငေးကြည့်နေသူတချို့တွေရောက်နေနေသူတွေကမုခုံစဝိုင်းကိုအတုံးချဖို့အော်ဟစ်နေကြတယ်။အံ့ဩဖို့ကောင်းလိုက်တာ။ ဘယ်သူကအခုမှထွက်သွားချင်တာလဲမျက်မှန်ပုံစံအစ်တဲ့မြင်ကွင်းစီကူးခတ်ဝင်ရောက်လာသူအားလုံးကိုနှုတ်ဆက်စကားပါအတွက်ဆိုရမှာလဲနှာခေါင်းရှုံကျင်စရာဒီလိုမြင်ရတဲ့တခဏအတွင်းမှာပဲငါဟာငါဖြစ်ခဲ့တယ်ငါဟာငါဖြစ်လိမ့်မယ်ဖြစ်လိမ့်မည်မတားတခါကျောင်းဆက်ကားလို့ဘသူပြောလဲကျောင်းဘော်ကကော်စောကိုဘသူဆွဲထုတ်တာလဲငါသိစရာမမလိုတာ မတအတွက်အခါခါအခါခါငါသွားဖို့ညင်းစရာပါစောက်ကြောင်းမှမရှိနှုတ်ဆက်ဖို့စာဒီလက်တပွားစာကပြလင်းရောင်နဲ့ငါအလောင်းကိုငါဖုံးလွှမ်းစီမယ်ပြန်စင်စားကြည့်တော့ခက်ခဲတာဘာမှမရှိခဲ့လွန်ခဲ့သည့်နှစ်အနေငယ်ကမင်းရဲ့အရာသာနဲ့အနက်အာယုံတွေငါဆွဲလန့်ခဲ့ပူပါတယ်မငင်းပါဒိန်ခဲကိုမင်းကိုယ်တိုင်စွန့်ခွာသွားတဲ့အခါဒိန်ခဲလည်းမဟုတ်တော့ ချယ်ရီသီးတွေလည်းမချို့တော့ဖြူစင်တန့်ရှင်တဲ့နှစ်ဖျားတစ်ပါးကငါ့ကိုဆေးပြားတွေနဲ့ကြားကန်ဝိုင်းကူပေးတယ်ချက်ချင်းဆိုသလိုပဲငါးနဲ့ဝက်ဥချောင်းတွေမုံလာဥနီနဲ့ချက်တံဖြူတွေအားလုံးဟာသူတို့ရဲ့ထူးခြားတဲ့အရာသာသူတို့ရဲ့ထူးခြားတဲ့အနံ့ကိုပြန်လဲရရှိလိုက်တယ်ခဏလေးပါပဲမသားတစ်ခေါက်ကြောင်းဆယ်ခေါက်ဆိုတဲ့ညီမချင်းကိုပြန်ညှိစရာမလိုတော့တာ မင်းထောက်ရနှုတ်ဆက်ဖို့ပြင်ဆင်ထားခဲ့တဲ့အနန်းတစ်ခုပါ။ຫນွေဥပေါ့ရာတီကိုကြိုဖို့ပန်းပထဝဝတွေကိုနှုတ်ဆက်ခဲ့ပါတယ်။မန္တလေးမြို့ပထားပွင့်တဲ့ညကိုညီးခဲ့တယ်။မင်းကိုယ်ပေါ်မှာကျွန်းကျန်နေတဲ့ငါးကိုတင်းနဲ့တွေအားလုံးကိုရုပ်သိမ်းလို့ပါတယ်။ကျောင်းဆက်ကောင်းတဲ့အတူမင်းပေးနေချာအဖျားကိုတော့ထောက်ရသိမ်းထုတ်ရင်နှုတ်ဆက်ခဲ့ခြင်းနဲ့ဘာဘာဝါ